在里里速度到非洲南岸端。 လီဆိုတိုဟာဆန်မာရီနိုဒါမှမဟုတ်ဗာတီကန်စီးတီးတို့လိုဥရောပမှာမဟုတ်ပဲတောင်ပိုင်းအာဖရိကမှာတည်ရှိတာကြောင့်အသေးဆုံးနိုင်ငံတွေထဲမှာထူးခြားပါတယ်။ညင်းဟာကမ္ဘာပေါ်မှာအခြားနိုင်ငံတနိုင်ငံတွေကအပြည့်အဝဝန်းရံထားတဲ့တခုလေသောလွတ်လပ်တဲ့နိုင်ငံဖြစ်တာကြောင့်ထင်ရှားပါတယ်။ပင်လယ်ကမ်းရိုးတန်းမရှိပဲတောင်အာဖရိကမှာလွဲလို့တခြားဘယ်နိုင်ငံနဲ့မှနယ်နိမိတ်ချင်းမထိဆက်ပါဘူး။လီဆိုတိုဟာစစ်မှန်တဲ့မြေပိတ်နယ်မြေနိုင်ငံတစ်ခုဖြစ်ပါတယ်။ မီဆိုတိုဟာဧရိယာအားဖြင့်3000စတုရန်ကီလိုမီတာခန့်ရှိပြီးလူဦးရေနှင့်ဒသမ3တန်းကျော်ရှိပါတယ်။ဥရောပကသေးငယ်တဲ့နိုင်ငံလေးတွေ ထက်ကြီးပေမဲ့ကမ္ဘာစံတုံးအရတော့အသေးဆုံးနိုင်ငံဖြစ်သတ်မှတ်ပါတယ်။ဤရဲ့တောင်ထူထက်တဲ့မြေမျက်နှာတွင်ပြင်ကြောင့်ကောင်းကင်ဘုံကဗရင်နိုင်ငံလို့နာမည်ပြောင်ရထားပြီးနိုင်ငံတစ်ခုလုံးကပင်လယ်ရေမျက်နှာပြင်ထက် မီတာ1000ကျော်မှတည်ရှိတဲ့ကမ္ဘာပေါ်ကတစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ 19ရာစုအစောပိုင်းမှာဘရင်မိုးရှိုးရှိုးတလက်အောက်ရှိဘာစုသူလူမျိုးများဟာနင်းတို့ရဲ့အာဏာကိုစုစည်းခဲ့ပြီးအင်းကြီးချင်းအုပ်စုတွေနဲ့ဥရောပကိုလိုနီနယ်ချဲ့သမားတွေရန်ကကာကွယ်ဖို့အတွက်ကြီးတိန်ကိုအကူအညီတောင်းခဲ့ပါတယ်1868ခုနှစ်မှာဗြိတိရှားတို့ရဲ့ အဆောင်ရှောက်ခံနေမည်ဖြစ်လာခဲ့ပြီးကိုလိုနီအုပ်ချုပ်မှုအနှစ်60ကျော်ကြာပြီးနောက်1966ခုနှစ်မှာလီဆိုတိုဘုရင်နိုင်ငံအဖြစ်လွတ်လပ်ရေးရခဲ့ပါတဲ့အင်းရဲ့နိုင်ငံရေးစနစ်ဟာစီးနှင်းခံဘုရင်စနစ်ဖြစ်ပြီးဘုရင်ကအခမ်းအနားဆိုင်ရာနိုင်ငံတော်အကြီးအကဲဖြစ်တာဝန်ထမ်းဆောင်ပြီးရွေးကောက်ခံပါလီမန်နဲ့ဝန်ကြီးချုပ်ကအုပ်ချုပ်ရေးကိုကင်တွယ်ပါတယ်